ရခိုင်ဝိုင်းရင်နိုင်ငံရေးသမားစာရေးဆရာနဲ့ကပြဆရာဦးဦးလာစောခေါ်မောင်ခိုင်အောင်ရဲ့ကျွင်းကျန်နေရုပ်အလောင်းကိုရခိုင်လူမျိုးနေမည်တနေရာမှာဂုံပြုတကြိုခဲ့တယ်လို့သိရပါတယ်။မနေ့ကမေလ9ရက်နေ့နေ့လီနှစ်နာရီလောက်မှာကောင်းမွန်စွာဂုံပြုတကြိုခဲ့တာဖြစ်ပြီးဆရာဦးဦးလာစောရဲ့မိသားစုဝင်တွေနဲ့မိတ်ဆွေ အပေါင်းအသင်းတွေတက်ရောက်ခဲ့ကြတယ်လို့ဆရာရဲ့မိတ်ဆွေတယောက်ကပြောပါတယ်။ ဆရာဦးဦးလာစိုးကိုကြည်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 ခန်းခန်းနာနာဂုံပြူတကြိုရှင်ခဲ့ပေမဲ့ခေတ်ကာလအနေထားအရာ အချင်းချင်းလောက်ပဲပြုလုပ်ပေးနိုင်ခဲ့ပြီးဒါကိုလေဆရာအနေနဲ့တမလွန်ကနေနားလီပေးနိုင်လိမ့်မယ်လို့ယူဆပါတယ်လို့ဆရာရဲ့မိတ်ဆွေကပြောပါတယ်ဦးဦးလာစောကိုဂုံပြူတကြိုရမှာ ရခိုင်မျိုးသားဖွဲ့ရှုပ်အာရခတက်တော် ULAE ကတဝန်လွှာဖက်ကြားခဲ့ပြီးလွမ်းတူပန်းခွေတွေလည်းချခဲ့တယ်လို့သိရပါဗျ။ ဆရာဦးဦးလာစောဟာမေလ9ရက်နေ့ည7:00နာရီခွဲလောက်မှာကွေလွန်သွားခဲ့တာဖြစ်ပါတယ်။လေချောင်းကင်ဆာရောဂါကိုအိန္ဒိယနိုင်ငံကဆေးရုံတစ်ခုမှာစီးကူးသားမှုခံယူနေချိန်ကွေလွန်သွားတာဖြစ်ပြီးကွေလွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပါတယ်။